င်လူမျိုးနဲ့မွတ်စလင်နဲ့ပူးပေါင်းသွားမှာတော့မွတ်စလင်နဲ့ရခိုင်နဲ့ဒါပူးပေါင်းပြီးတော့တိုက်ခဲ့မယ်ဆိုလို့ကျကိုကျမကိုဖန်တီးခွင့်ရတာလူပဲနှစ်ပေါင်း90လောက်သာရပေးကြတယ်ဆိုတော့ကျွန်တော်မင်္ဂလာပါကျွန်တော်ကရေရှင်းလေးပါအားလုံးတာလီဆိုပါကျွန်တော်လည်းကြိုဆိုနေပါခင်ဗျာဒီနေ့မှာတော့ကျွန်တော်ရှမ်းလေးနဲ့အခုခြေနဲ့တပြသွားမဲ့ခေါင်းစဉ်ကရိုဟင်ဂျာဘသူလဲဘင်္ဂါလီဘသူလဲဆိုတဲ့ခေါင်းစဉ်နဲ့တင်ပြပေးသွားမှာဖြစ်တယ်။ဘာဖြစ်လို့လဲဆိုတော့ လက်ရှိကျွန်တော်တို့နိုင်ငံတွင်းမှာဒါရိုဟင်ဂျာတွေနဲ့ပတ်သက်ပြီးတော့လည်းအားလုံးကစိတ်ဝင်စားနေတာတွေရှိတယ်ပြီးတော့ကျွန်တော်တို့ဒါဒီနောက်ပိုင်းလူငယ်တွေဒီရိုဟင်ဂျာကိစ္စတွေပြီးတော့ရိုဟင်ဂျာနဲ့ဘင်္ဂါလီမတဲကွဲတဲ့ကိစ္စတွေဆိုတော့ဒါတွေကိုကျွန်တော်တို့တမိုင်းနဲ့ဒါသက်သေနေတကွာတင်ပြပေးသွားမှာဖြစ်တယ်ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့လည်းအဲကျွန်တော်တို့နိုင်ငံကိုဒါအုပ်ချုပ်ခဲ့တဲ့နော်အာနာရှင်အုပ်စုလုပ်ခဲ့တဲ့ဖြစ်စဉ်တွေကသိရမှာဖြစ်ပါတယ်ဗျ ဟုတ်ပါရခင်ဗျာဒီတော့ဒီကျွန်တော်တို့ရိုဟင်ဂျာဘယ်သူလဲဘင်္ဂါလီဘယ်သူလဲဆိုတော့ဒီစကလုံးကိုကျွန်တော်မသုံးတော့ခင်ပါဘူးเนาะဒီလက်ရှိနေပြီးတော့သူတို့တွေကဘာဘာသာကိုကိုရလက်ရှိနေအစ္စလာမ်ဘာသာကိုကိုရတယ်အဲ့ကဒီလူတွေကဘာဖြစ်လာကြဒီအစ္စလာမ်နဲ့မွတ်စလင်နဲ့ကိုကိုပြပြမသိကြဘူးဘောเนาะအမှန်မှဒီမွတ်စလင်ဆိုတာအစ္စလာမ်ဘာသာကိုကိုကိုွေတဲ့လူတိုင်းကိုမွတ်စလင်လို့ခေါ်တယ်ပြီးတော့ဒီကနေ့ဒီကနေ့ကဘာပေါ်မှာလက်ရှိနေပြီးတော့ဒီ မွတ်စလင်နိုင်ငံပေါင်း58နိုင်ငံရှိတယ်။ဒီ58နိုင်ငံမှာဒီတကဘာကြီးတစ်ခုလုံးမှာရှိနေကြတဲ့ဒီဒီလက်ရှိအစ္စလမ်ဘာသာကိုကိုးကွယ်တဲ့လူတိုင်းကိုမွတ်စလင်လို့ခေါ်တယ်။အဲ့တော့ဒီမွတ်စလင်ဆိုတာဒီသူတို့ဒီလက်ရှိအစ္စလမ်ကိုကိုးကွယ်တဲ့လူကိုမွတ်စလင်လို့ခေါ်တာဖြစ်တဲ့ကြောင့်မလို့ကျွန်တော်ဒီဘုနာဒီ သူတို့အခုလက်ရှိမြန်မာပြည်မှာနေထိုင်တဲ့မွတ်စလင်တွေကျွန်တော်ဘယ်လိုမျိုးပုံစံမျိုးနဲ့ခေါ်မှလဲပေါ့နော်။အဲဒါတွေကနေလုံးဝအတိတ်ကကြာတယ်။နောက်တစ်ခုဒီကျွန်တော်တို့သူတို့မှလည်းသူတို့ဒီတခြားနိုင်ငံတွေမှလည်းရှိတော့တခြားနိုင်ငံတွေမှလည်းရှိကြပါတယ်။ဘာသူတို့သူတို့နိုင်ငံမှာသူတို့လူမျိုးနဲ့သူတို့ပေါ့နော်။အဲဒါသူတို့အခုတစ်ခုတော့ရှိကြပြီသားဖြစ်တယ်။အဲ့တော့ကျွန်တော်မြန်မာနိုင်ငံရဲ့ဥပဒေတဲ့မြန်မာနိုင်ငံရဲ့ပုံစံအတိုင်းပဲကျွန်တော်တို့သွားမယ်ဆိုလို့ရှိရင်တော့ကျွန်တော်လက်ရှိနေပြီးတော့လူမှာနှမ်းနှမျိုးစီရှိတယ်။နှမ်းနှမျိုးရှိတယ်။အဲ့တော့ကျွန်တော်တို့ကဘာဥပမာဆိုကြပါစို့ ဗမာလူမျိုးမြန်မာနိုင်ငံသားမိ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 ရဲ့မွေးဖွားရာဒေတာမိမိရဲ့မွေးဖွားရာနာမည်တစ်ခုနဲ့မိမိနေထိုင်တဲ့ဒေတာကပေးတဲ့နာမည်တစ်ခုဆိုပြီးနှစ်မျိုးရှိတယ်ဗောနော်အဲ့တော့အာမြန်မာနိုင်ငံသားဗမာလူမျိုးမြန်မာနိုင်ငံသားရှင်းလူမျိုးမြန်မာနိုင်ငံသားရခိုင်လူမျိုးဆိုတော့နာမည်နှမျိုးရှိတယ်တော့ဒီကျွန်တော်ကျွန်တော်ဒီကနေ့ရခိုင်ပြည်နယ်တွင်းမှာမိတဲနေထိုင်နေကြတဲ့မွတ်စလင်တွေကိုကျွန်တော်ကဘယ်လိုလူမျိုးဖြစ်တတ်မှာလဲ ဒါဆိုဒီနေရာမှာကျွန်တော်စကားပြောဖို့အရန်လိုအပ်လိုက်ပေါ့နော်အဲ့တော့လက်ရှိနေဘင်္ဂါလူသတ်မှတ်လိုက်မယ်ဆိုလို့ရှိရင်အဲဘင်္ဂါလီဆိုတာဒီဘင်္ဂလားဒေ့ရှ်နိုင်ငံသားဖြစ်တယ်အဲ့တော့ဒီဘင်္ဂါလီဒီဘင်္ဂလားဒေ့ရှ်နိုင်ငံသားဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျွန်တော်တို့ကနေပြီးတော့ဒီဒီဘင်္ဂါလီဘင်္ဂါလီလို့ပဲသုံးနှောင်းနေခဲ့မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့မြန်မာနိုင်ငံဒီကဲမှာရှိနေတဲ့ဒီရခိုင်ပြည်နယ်ကနေပြီးတော့တာယာငင်းချမ်းတဲ့ဘွားရမှာမဟုတ်ဘူးပေါ့နော်ဟုတ်ကဲ့ပါဟုတ်ပြီဒါဆိုရင်တော့ကျွန်တော်တို့ကဒီရိုဟင်ဂျာဆိုတဲ့ဒါတကူ ပြီးတော့ဘင်္ဂါလီဆိုတဲ့အခုအခုပေါ့နော်ဒါကိုကျွန်တော်တို့အခခပပြလေးအရင်ဆုံးကျွန်တော်တို့အတင်ပြပေးဖို့လိုနေပြီဟုတ်ပါတယ်ဆိုတော့အရိုဂျာမှာအသုံးနှုံးလေးတွေကစာမတူဘင်္ဂါလီနဲ့ပေါ့နော်စကားတွေလည်းမတူဘူးအခုနကတော့ကျွန်တော်နဲ့စကားပြောပြတဲ့အချိန်မှာဒီရိုဂျာတွေကတင်းနဲ့သုံးလေးဘယ်လိုပြောလဲ red egg 3 10 sign bomb so hot i don't know dosh တနေ့တော့ငါ၆၈ကိုတစေပေါ့နော်အဲ့ဒါကဒါလက်လက်ရှိနေအရှိခံဘာသာစကားဆိုတော့ဒီလက်ရှိအရှိခံဘာသာစကားမှာတကဥမာသမင်းစားပြီးပြီလားသမင်းစားပြီးလားဆိုလို့ရှိရင်အဲဟာယောနဲ့ပေါ့နော်အခမင်းဘာဟိုင်းနဲ့စားလဲဆိုဘက်ကီလာဟာယောအဲဒီတော့ဒီလိုဘာသာစကားတွေကဒီဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့မတူဘူးမတူဘူးဒါကြောင့်မလို့ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာနေတဲ့ဘင်္ဂါလီတွေကဒီကနေ့ရခိုင်ပြည်နယ်ထဲမှာနေတဲ့မွတ်စလင်တွေကိုသူတို့လူမျိုးမဟုတ်ဘူးလို့သူတို့ပြောတာပြောတာ ။ဘာကြောင့်ဒီလိုပြောတာလဲဆိုတော့သူတို့ဘာသာစကားချင်းကမတူဘူး။အတဲ။ကိုကိုွေတဲ့ကိုကိုွေတဲ့ဘာသာချင်းတို့တူတယ်။သို့တော့ဘာသာစကားချင်းကမတူတဲ့အတွက်သူတို့ကနေပြီးတော့ကွေကွေခွေခွေချာချာဆက်ဆံတာပေါ့နော်။ဟုတ်ပြီဒါဆိုကျွန်တော်မြန်မာနိုင်ငံအတွက်မှာရောကွေကွေချာဆက်ဆံခံရတာဆိုဆက်ဆံခံရတယ်။ဘယ်လိုကြောင့်ဆက်ဆံခံရတာလဲ။လက်ရှိနေပြီးတော့ဒီကျွန်တော်တို့နေပြီးဥပဒေကိုကျွန်တော်တည်တည်အူအူလက်ရှိကဥပဒေကိုပြန်ကြည့်လိုက်မယ်ဆိုလို့ရှိရင်ဒီဥပဒေကကျွန်တော်တို့လူမျိုးတွေကိုမပြတ်တနာမဖြစ်ဖြစ်အောင်ကျွန်တော်တို့ဒီလက်ရှိဘုရစီလုံးညီညွတ်မှုမရှိအောင် ဘာအမျိုးမျိုးသူတို့ဒီလက်ရှိဥပဒေနဲ့ရောအမျိုးမျိုးရောဘယ်တော့သွေးထိုးလုံးဆိုပေးခဲ့တာလေအများကြီးရှိတယ်။ဥပဒေရလည်းခွေးချခွေးချထားတာလေဒါကကျွန်တော်တို့ဒီအဲသူတို့ပေါ့နော်ဒါအာနာရှင် အုပ်စုတွေကဒါကျွန်တော်တိုင်းရင်းသားတွေပေါ်မှာဒီလိုပုံစံမျိုးပဲသူတို့ကအဲတင်းခွဲ ပြီးတော့ကျွန်တော်တို့ခွဲခြားပြီးတော့ဆက်ဆံစီတယ်ပြီးတော့ကျွန်တော်တို့အချင်းချင်းတဲမှလည်းပဲအဲ့လိုပုံစံမျိုးတွေကိုသူတို့ကစနစ်ကြာအလုတ်ဆောင်ထားကြတာဖြစ်တယ်ပြ။ Rakhine မှာဆိုရင်လည်းပဲကျွန်တော်တို့ Ranger ကိစ္စတွေနဲ့အများနဲ့ပြဿနာဖြစ်စေခဲ့တယ်။ဟုတ်ပါရဲ့။ဟုတ်လား။ကျွန်တော်တို့ဒါခရင် မှာဆိုရင်လည်းပဲဒါခရင်ဗုဒ္ဓဘာသာနဲ့ခရင် Christian ဆိုပြီးတော့သူတို့တွေကခွဲခြားခဲ့တယ်။သူနည်းလောက်ကအခြားသောတိုင်းသားတွေမှာလည်းရှိပါတယ်။ဒါကိုကျွန်တော်တို့အခြေခံအားဖြင့်တွေ့ရမှာဖြစ်တယ်ပြ။ဟုတ်ပြီ။ဒါဆိုရင် ဒါသူတို့တွေကျွန်တော်တို့တွေကိုပဲအချင်းကနေစပြီးတော့အဲခွဲခဲ့တာလေဟုတ်ကဲ့ဒီဟာဒီဘေရှင်ကနေစပြီးခွဲခဲ့တာလေဆိုတော့မပြောခဲ့ကျွန်တော်ဥပဒေကိုအရင်ဦးဆုံးလက်လာဖို့လိုတာပေါ့နော်ကျွန်တော်ဒီ1948ခုနှစ်ခုနဲ့နိုင်ငံတော်ဖွဲ့စည်းအုပ်ချုပ်ပေါ်အရှိခံဥပဒေမှာဘယ်လိုရေးထားလဲဆိုရင်ဌာနေတိုင်းရင်းသားနဲ့အဖို့အဖွားဌာနေတိုင်းရင်းသားမှာ မွေးဖွားခဲ့သူများသို့မဟုတ်1942ခုနှစ်မတိုင်ခင်ကရောက်ရှိနေထိုင်သူများကိုနိုင်ငံသားဖြစ်ခွင့်ရှိပြီဆိုပြီးတော့ဒီ1948ခုနှစ်နိုင်ငံတော်ဖွဲ့စည်းအုပ်ချုပ်ဖို့အရှိခံဥပဒေရဲ့နိုင်ငံသားဖြစ်မှုအတိုက်ပင်မှာအဲ့ဒါမျိုးရေးထားတာတွေ့ရတယ်။အင်းဆိုတော့ဒီဥပဒေကိုအရှိခံပြီးတော့1948ခုနှစ်မှာနိုင်ငံသားမြန်မာနိုင်ငံသားဖြစ်မှုအဲ့ဥပဒေဆိုပြီးထွက်လာ။ ဒီဟာဒီဥပဒေကိုအရှိခံပြီးတော့ဗတိ1950ခုနှစ်မှာနိုင်ငံသားမှတ်ပုံတင်ရဲ့ new ဥပဒေဆိုပြီးထွက်လာတယ်။အင်းဒီ new ဥပဒေတဲ့ဒီဒီဒီအဲ့ဥပဒေတဲ့အရာမွ슬လင်တွေကိုနိုင်ငံသားဖြစ်ခွင့်ပေးခဲ့တယ်။အင်းအဲ့ဒီ channel ပေါ့နော်။အဲ့ဒီ channel နိုင်ငံသားဖြစ်ခွင့်ပေးခဲ့တယ်။နောက်လို့ရှိရင်ဒီသူတို့ဘယ်လောက်ထိပေးခဲ့လဲဆိုလို့ရှိရင်ဒီပေါ့နော်ဒီမြန်မာရုပ်မြင်သံကြားအသံနဲ့အစီအစဉ်ဌာနမှာတပတ်ကိုတရက်တရက်ကို7မိနစ်ကြာတယ် အာရိုဟင်ဂျာတိုင်းရင်းသားဘာသာအစီအစဉ်ဆိုပြီးတော့မြန်မာမြန်မာနိုင်ငံတော့အစိုးရရဲ့ဒီအစိုးရပိုင်အာဘောနော်တည်င်းအဲ TV အသံနဲ့ဌာနကနေပြီးတော့တရားဝင်အသံလွှတ်ဖက်ပေးခဲ့တာကိုကျွန်တော်တို့တွေ့ရတယ်ဟုတ်တယ်ဆိုတော့ဒီလိုမျိုးပေးခဲ့တဲ့သားနဲ့ဒီလက်ရှိနေပြီးတော့ဒီလိုမျိုးတောက်ဆောက်ပေးလာတဲ့သားနဲ့ဘယ်ခုနှစ်ရောက်လာတဲ့ခါမှာဒီ1984ခုနှစ်မှာဥနေဝင်းကနေပြီးတော့ နိုင်ငံတော်ဖွဲ့စည်းအုပ်ချုပ်ပေါ်ရှိကဥပဒေဆိုပြီးရေးဆွဲလိုက်တယ်။အဲ့ကသူရေးဆွဲလိုက်တဲ့ဥပဒေမှာဘာဖြစ်သွားလဲလူမျိုးပေါင်း135မျိုးဆိုပြီးတော့ရှော့ရှော့လိုက်တယ်။အဲ့ဒါကလည်းအဲကျွန်တော်တို့ဒါလူငယ်တွေပေါ့နော်ကျွန်တော်တို့မျိုးဆက်တွေပေါ့နော်မသိတဲ့အကြောင်းအရာတွေပေါ့ကျွန်တော်တို့အားလုံးသိရှိထားတာတွေကတော့ကျွန်တော်တို့နိုင်ငံပြင်မှာလူမျိုးပေါင်း135မျိုးပဲဆိုတာဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့တင်ကန်းစာသူတို့တင်ခဲ့တဲ့တင်ရိုးမှာကိုအဲ့လိုထည့်တာပါဒါပေမဲ့အရှိမကျွန်တော်တို့ဒါဒီထက်ပိုပိုများပြားတဲ့ လူမျိုးတွေကိုကျွန်တော်တို့ရှိပါမှာဖြစ်ဟုတ်ပါတယ်ဒီ1948ခုနှစ်နိုင်ငံတော်ပွဲစီအုပ်ချုပ်ပုံအခြေခံဥပဒေကိုဗိုလ်ချုပ်အောင်ဆန်းရေးဆွဲတော့ကလူမျိုးပေါင်း144မျိုးနဲ့ရေးဆွဲခဲ့တာဖြစ်တယ် အဲ့တော့ဒီတထောင်ဒီဒီ1962ခုနှစ်မက်စလာနှစ်ရက်နဲ့မှာတက်လာတဲ့ဥနေဝင်းကနေပြီးတော့ဘာလုပ်လိုက်လဲဆိုတော့ကလူမျိုးတွေကိုရှော့ရှော့လိုက်ပြီးတော့135မျိုးဆိုတော့6မျိုးရှော့ရှော့လိုက်တာပေါ့နော်135မျိုးဆိုပြီးတော့သူကနေပြီးတော့ရင်းစစ်လိုက်တယ်ဆိုတော့ဒီဥပဒေရဲ့အတိုင်းကျတော့ဘာလုပ်လဲဆိုတော့လူမျိုးကိုလည်း3မျိုးနဲ့ဖိတ်ရှော့လိုက်တယ်နိုင်ငံသားအဲ့နိုင်ငံသားနိုင်ငံသားပြုခွင့်ရသူဆိုပြီးတော့ဒီလိုပြုခွင့်ရဒီလိုဒီလိုလုပ်လိုက်တဲ့အခါကျတော့ဒီဒီလက်ရှိဒီလက်ရှိဒီလိုလုပ်ပြီးတော့သူကဘာလုပ်လိုက်လဲဆိုတော့ဒီ1958ခုနှစ်မှာကျွန်တော်ဟိုတနေ့ပြောခဲ့ပါတယ်ငကားမဲဆက်ဆင်ရင်းနဲ့ နေထုတ်တယ်။ဟဲ့မစီမံချက်နဲ့ပြန်ရေးဆွေးပြီးတော့ခေါ်တယ်။အဲဒါသူတို့ဒါဟိုဘလော့ကိုပြောကျွန်တော်ရခိုင်ပြည်နယ်ထဲမှာမြန်မာနိုင်ငံထဲမှာပေါ့နော်။ဒါသူတို့ဒါလူမျိုးရေးခွဲခြားလူမျိုးပြဿနာအဓိကတော့မဖြစ်ဖြစ်အောင်သူတို့လိန်နေညာတယ်သူတို့လက်ပတ်စားတော့လာတယ်ကိုပြည်သူလူထုမသိရအောင်လက်စားထားတာလေအများကြီးပေါ့နော်။အဲ့တော့ ခုနေဝင်းကဘဲဟောင်းအရှိတိုင်းပြုလုပ်လာလဲဆိုလို့ဒီကျွန်တော်တို့တချိန်တော့ကနေပြီးတော့ကျောင်းသားကောင်းဆောင်ပေါအောင်ကြောသေဆုံးခဲ့တဲ့အမှုတစ်ခုရှိတယ်အာ1937မှာဖြစ်နေဟုတ်တယ်ဒီ1937လောက်မှာသူကကျောင်းသားကောင်းဆောင်ပေါအောင်ကြောကျောင်းသားတပိုက်ကိုနှိမ်နေခြင်းတဲ့အတွက်အင်္ဂလိပ်အစိုးရဘာလုပ်လိုက်လဲခုရှိပြီးရတဲ့မော်လဗီနဲ့ယောဂီဆိုတဲ့စာအုပ်ကိုထောက်ခွင့်ပေးလိုက်တယ်ဒီကပြည်သူလူထုကမော်လဗီနဲ့ယောဂီဆိုတဲ့စာအုပ်ကိုဖတ်ပြီးတော့အာဒီမှာကလာဘမှာအရေးခဲ့မှာစပြီးတော့ဖြစ်လာတယ် ပြတဲ့ကဒီမှာတို့တို့ဒီပြည်သူလူထုအားလုံးကကလပ်ပေါ်မှာအရေးခင်ကိုအားလုံးစိတ်နေတဲ့အချိန်မှာဥဒီလက်ရှိနေအင်္ဂလိပ်အစိုးရကဘာလို့လဲကျောင်းသားတပိတ်ကိုနှင်းနေမလိုက်တဲ့ဒါကနေပြီးတော့လုံလုံရုပ်လုံစင်အတိုင်းပဲဒီကနေ့သူတို့ရဲ့ဒီဒီမြန်မာနိုင်ငံကိုမြန်မာနိုင်ငံကိုသူတို့လှုပ်ရှင်သလိုလှုပ်ဖို့အတွက်ကျွန်တော်တို့တိုင်းရင်းသားလူမျိုးအရှင်းရှင်းတွေးခွေးပြီးတော့အဲတခါတည်းအုပ်ချုပ်လိုက်တယ်အဲ့ကဒီဘက်မှာပြည်သူလူထုအားလုံးကအာကိုတိုင်းရင်းသားအရှင်းရှင်းပါအောင်ဆိုင်နေသူတို့နိုင်ငံရေးကိုသူတို့လှုပ်ရှင်သလိုလှုပ်လိုက်ကြတယ်ဒါနိုင်ငံရေးလက်ကွက်တစ်ခုပေါ့နော် ဟုတ်တယ်ဒါကကျွန်တော်တို့အမြဲတမ်းသူတို့သုံးနေကြပုံစံပဲဒါကိုကျွန်တော်တို့အမြဲတမ်းလက်မှတ်ရဖို့လိုတယ်ဆိုတော့ဒါဘာသာရေးလူမျိုးရေးတွေအခွဲခြားဆက်ဆံဒါတွေပေါ့နော်ပြီးတော့ကျွန်တော်တို့ဒါတိုင်းရင်းသားချင်းချင်းတိုင်းရင်းသားချင်းချင်းတွေကြားရမှလည်းပဲအခုလိုပုံစံမျိုးတွေဖြစ်အောင်သူတို့ကစနစ်ကျလုပ်ဆောင်ခဲ့တာဘာကြောင့်လဲဆိုရင်သူတို့ကရင်းချိန်ကဒါသူတို့သုံးနေကြပေါ့နော်ဒါဗမာလူမျိုးကြီးဝါတွေပေါ့ဆိုတော့ဒါမျိုးတွေပြီးတော့ကျွန်တော်တို့ဒါ အာသူတို့ရဲ့ဒါဆက်လက်ပြီးတော့အုတ်ချုပ်နိုင်ဖို့ကိုကျွန်တော်တို့ဒါတိုင်းရင်းသားနေမြေတွေမှာဒီလိုမျိုးပြပခတွေကအများအားဖြစ်နေဖို့လိုတယ်ဆိုတော့ဒါမှလည်းပဲတိုင်းရင်းသားတွေကသူတို့ရဲ့နေမြေသူတို့ရဲ့ပြည်နယ်အတွက်ကိုသူတို့တွေဒါဘုဘဘောနအမဆိုင်နိုင်ဘူးဟုတ်တယ်ပြီးတော့သူတို့ကိုပြန်ပြီးတော့ဟလာအဲကျွန်တော်တို့ဒီနေ့ခက်ကာလမှလို့ကျွန်တော်တို့ဒါတော်လန်ချီမလုပ်နိုင်ဘူးအချင်းချင်းမှလည်းပြဿနာဖြစ်နေတာဟုတ်ပါတယ်နောက်မှလည်းသူတို့ရှင်းလို့မရတဲ့အရှုပ်တွေကြီးလေတမျိုးပြီးတမျိုး ခုနပြောတဲ့ဗမာမူစလင်နဲ့တိုက်တာတွေဟာလာကျွန်တော်တို့ကရင်ကရင်ချင်းကိုဘာသာရေးခွဲပြီးတိုက်တာတွေပြီးတော့ကျွန်တော်တို့ကချင်နဲ့ကချင်ချင်းကိုပြန်တိုက်ခိုင်းတာတွေအများကြီးပါပဲပြီးတော့ရှမ်းမှာလည်းထုံလေးတကောင်းပဲဆိုတော့ဒါတွေကိုကျွန်တော်တို့ဒါမျိုးဆက်တွေအားလုံးကတီးဖို့လည်းလိုတယ်ပြီးတော့လက်ရှိတော်လန်ရေးမှာလည်းပဲဒါတွေကိုအတိနော်အတိတရားနဲ့ကျွန်တော်တို့တကယ်အရှိတရားတွေကိုနှိုင်းရှင်ပြီးတော့ကျွန်တော်တို့ချိန်ဆပြီးတော့လှုပ်ဆောင်ဖို့လိုတယ်ဗျဟုတ်ပါတယ်ဗျဟုတ်ပါ ဒါဆိုရင်ကျွန်တော်တို့ကဒီအခုပေါ့နော်ကျွန်တော်တို့ဒါဘင်ဂါလီနဲ့ရိုဟင်ဂျာနဲ့ကမတူဘူးဆိုတာကိုဒါအခုကျွန်တော်တို့ဗီဒီယိုကြည့်နေတဲ့ကျွန်တော်ရဲ့မိဘပြည်သူတွေနဲ့ကျွန်တော်တို့ဒါညီကိုမောင်မတွေလည်းအဲတိရှိသွားပြီလို့တော့ကျွန်တော်မျှော်လင့်နေဗျဟုတ်ပါတယ်ဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့ဒါအခုလက်ရှိတော်လန်ရေးမှာเนาะကျွန်တော်တို့ထူးခြားတာကတိုင်းရင်းသားအဖွဲ့စုံပါတယ်ဟုတ်ပါတယ်ပြီးတော့ကျွန်တော်တို့ဒါမတူညီ क्वे ပြားတယ်ဒါမိမိတို့ ဘယ်ဘာသာကိုပဲကိုယ်ကွယ်ကိုယ်ကွယ်ကျွန်တော်တို့တော်လိုင်းကြီးမှာဆိုရင်မွတ်စလင်တွေလည်းပါတယ်ဟုတ်ပါတယ်ဟုတ်ပါတယ်ကျွန်တော်တို့ဟိန္ဒူတွေလည်းပါတယ်ဟုတ်ပါတယ်ခင်ဗျာဆိုတော့ဒါကအာကျွန်တော်တို့အတွက်တကယ့်ကိုနှစ်လိုပဲကောင်းတဲ့အချက်ပဲဗျာဟုတ်ပါတယ်ဒီတော့ဒီအမွတ်စလင်တွေကဒါအခုမှပါတာမဟုတ်ဘူးပေါ့နော်ဒါကျွန်တော်တို့အာဘိုလ်ချုပ်အောင်ဆန်းရှိခဲ့တုန်းကလက်ရှိနေပြီးဥယျာဇက်ဥယျာဇက်ကနေပြီးအိန္ဒိယနိုင်ငံသားပဲအိန္ဒိယနိုင်ငံသားဥယျာဇက်ကိုတိုင်းဒီကျွန်တော်တို့ပါလဲဒီပေါ့နော်ဒီမြန်မာနိုင်ငံမြန်မာမြန်မာလွတ်လပ်ရေး အရယူဖို့အတွက်ကြိုးပမ်းခဲ့တဲ့မှာဥရဇာလည်းထိုက်ဆောင်ပါခဲ့တယ်။အနောက်ကဒီလက်ရှိကျွန်တော်တို့ဒီရေဘုတ်ကိုကြက်ထဲမှာပါတဲ့ဒီပါလေရေဘုတ်ကိုထွေးရေဘုတ်ကိုထွေးရေဘုတ်ကိုထွေးလိုက်တာမွတ်စလင်ပဲမွတ်စလင်ပဲအဲ့တော့ဒီကျွန်တော်တို့မွတ်စလင်တွေအားလုံးကကျွန်တော်တို့ဒီအဲဘောနော်မြန်မာနိုင်ငံကြီးလွတ်လပ်ရေးရဖို့အတွက်အားကြိုးမှန်တဲ့စ조사ခဲ့ကြတယ်လို့ကျွန်တော်ဒီကနေ့ရခိုင်ပြည်နယ်ထဲမှာလည်းပဲဒီဘောနော်အေတပ်ဖွဲ့ဝင်ထဲမှာလည်းပဲမွတ်စလင်တွေရှိတယ် ဟုတ်တယ်ရှိတယ်ဆိုတော့ကျွန်တော်တရားကျွန်တော်ဒီတော့ကျွန်တော်တို့မွတ်စလင်တွေနဲ့ရခိုင်နဲ့ဟာနှစ်ပေါင်းများစွာငင်းကန်းစွာအတူရှင်တွေ့နေထိုင်လာခဲ့ပြီးတော့မှဘာကြောင့်ဒီလိုမျိုးကွေးကွေးသွားတာလဲဆိုလို့ရှိရင်ကျွန်တော်ဥပဒေတွေကြောင့်အစိုးရကဒီလက်ရှိနေပြီးတော့ဒီနိုင်ငံကိုဒီကျွန်တော်တို့ကကျွန်တော်တို့တရားမဝင်လို့ပြောတာပေါ့တရားမဝင်အစိုးရပေါ့တရားမဝင်အစိုးရကနေပြီးတော့တရားဝင်ဥပဒေတစ်ခုကိုပြတာလိုက်နေပေါ့ဗျာအတရားမဝင်ဥပဒေပေါ့အဲ့တော့ဒီဥပဒေပါကျွန်တော်တို့ဒီပြန်နောက်ဆုံးပြန်ကြည့်မယ်ဆိုလို့ရှိရင်1980နှစ်ခုနှစ်မှာ နိုင်ငံသားဖြစ်မှုဥပဒေဆိုလို့ပြတတ်လိုက်တယ်အဲ့ဒီမှာကျွန်တော်လူအစိုးရကျွန်တော်ပြောခဲ့သလိုပဲလူ၃မျိုးနဲ့ခွဲခြားလိုက်တယ်နိုင်ငံသားအဲ့နိုင်ငံသားနိုင်ငံသားပြုတ်ခွဲရသည်ဆိုတော့ဒီနိုင်ငံသားဆိုတဲ့အတိတ်ကဘာလဲဆိုတဲ့ကသူကဘာလဲဆိုတဲ့က1823ခုနဲ့မတိုင်မီမြန်မာနိုင်ငံတွင်းမှာနေထိုင်ခဲ့သူဒါမှမဟုတ်နိုင်ငံသားမိဖမြန်မာမွေးဖွားလာသူဒါကနေနိုင်ငံသားအတိတ်ပဲပေါ့နော်ကျွန်တော်က1823ခုနဲ့ကပဲရောက်ရှိနေထိုင်နေကြတယ်လို့သူက ရောက်ရှိနေထိုင်နေခဲ့တဲ့လူတွေအားလုံးတို့ကနိုင်ငံသက်ကတွေထုတ်ပေးထားပြီးသားဒါတွေအားလုံးကိုနေပြီးတော့ဥနေဝင်သိမ်းခဲ့ပြီးပြီဟင်ဥနေဝင်သိမ်းခဲ့ပြီးတော့ဒီရှစ်ဆယ်နှစ်ခုနဲ့ဥပဒေကိုပြတ်တန်းလိုက်တယ်ဒါကြောင့်မလို့ဒီနိုင်ငံတကာကလည်းဒီဥပဒေကိုဘာလို့ပြတ်တန်းလဲဆိုတော့လူအခွင့်အရေးရှိုးဖောက်တဲ့ဥပဒေပါဆိုပြီးတော့ကျွန်တော်တို့အာ ပြောထားပေးတာဖြစ်တယ်ပေါ့နော်ဒါကျွန်တော်တယောက်တည်းပြောတာမဟုတ်ဘူးနိုင်ငံတကာကပြောတာမြန်မာနိုင်ငံရဲ့ဥပဒေပညာရှင်တွေကိုယ်တိုင်ကလည်းဒီဟာကိုသုံးခဲ့တာဆိုတော့နောက်တစ်ခုကျတာဘာလဲဆိုတော့ဒီ lesson နဲ့အဲ့နိုင်ငံသားသူကဘာလဲဆိုတော့1948ခုနဲ့နိုင်ငံသားဖြစ်မှုအဲ့ဥပဒေဖြင့်နိုင်ငံသားဖြစ်ခွင့်ရရှိသူများကိုအဲ့နိုင်ငံသားအဖြစ်ပြုခွင့်ပြုသည်တဲ့ဆိုတော့ကျွန်တော်တို့ဒီတော့ဒီဒီမွတ်စလင်တွေကနှစ်ပေါင်းများစွာနေလာခဲ့ပြီးတော့မှ1948ခုနဲ့အဲနှစ်ရဲ့ဥပဒေတိုက်ဘာလို့လဲသူတို့နိုင်ငံအဲ့နိုင်ငံသားဆိုပြလိုက် အဲ့ဒါကကျွန်တော်ရခိုင်မှာဘာဖြစ်လာကြလဲဆိုတော့ကအာငါကတော့နိုင်ငံသားအမေကနိုင်ငံသားမဟုတ်ဘူးငါငါတိုင်ရင်သားမဲတိုင်ရင်သားမဟုတ်ဘူးဆိုတော့ပြဿနာမျိုးတွေအတိတ်ကတော့အများကြီးဖြစ်ကြတယ်အဲ့တော့ကျွန်တော်တို့လို့ကျွန်တော်ကျွန်တော်ဒီနေ့နေပြီးတော့ပေါ့နော်ဒီနေ့မိပတ်ပြည်သူတွေကိုမက်ဆေ့ချ်ပေးချင်တာကဘာလဲဆိုတော့ကဘာလူရုပ်ပဲဖြစ်ဖြစ်ဘာဘာသာပဲကိုယ့်ကိုယ်ကိုယ်ကိုယ်ကျွန်တော်လက်ရှိအနေအထားတကြလူကိုလူလို့မြင်တတ်ဖို့လိုတယ်ဒီတော့လူကိုလူလို့မြင်လိုက်မြင်လိုက်ပြီးတော့ကျွန်တော်အဓိကအဓိကကျွန်တော်တာဂက်တည်ကျွန်တော်အဓိကမင်းအဓိကမန်နဲ့ရန်သူတည် ဒီကျွန်တော်တို့ခွေးခွေးအုပ်ချုပ်ထားတဲ့ဆက်အစွမ်းရတာဖြစ်တယ်မန်ဒီဆက်အစွမ်းရကိုကျွန်တော်ပူပုံညီညီညွတ်ညွတ်နဲ့ကျွန်တော်စီစီလုံးလုံးနဲ့တိတ်ထွားမှအရှင်ဖြစ်တယ်ဒါကြောင့်မလို့ပါမင်းကတော့ ranger အမင်းကတော့ကလာအမင်းကတော့ဘာဘင်္ဂလီပြုတ်နေတော့ကျွန်တော်အားလုံးသူဝိုင်းဝန်းပြီးတော့မြန်မာနိုင်ငံတဲ့ပါမိတဲ့နေထိုင်နေကြတဲ့ဘေသူမဆိုးဝိုင်းဝန်းပူပုံတို့တိုက်ခိုက်တဲ့နယ်လို့ကျွန်တော်မြင်လာပေါ့နော်ဟုတ်ကဲ့ဟုတ်တယ်အာကျွန်တော်တို့ဒါကျွန်တော်နိုင်ငံလွတ်လပ်ရေးအစကနဦးမှလည်းပဲကျွန်တော်တို့ဒါအားလုံးအတူတူပူးပေါင်းပြီးတော့ပါဝင်ခဲ့ကြတာကိုလည်းကျွန်တော်တို့ရှိရှိခဲ့တဲ့ ီးတော့အခုလက်ရှိတော်လန်ရေးမှာလည်းအားလုံးအတူတူပါဝင်နေတာကိုလည်းကျွန်တော်တွေ့ရမှာဖြစ်တဲ့ပြီးတော့ကျွန်တော်တို့လက်ရှိကျွန်တော်တို့ ARK တက်တော့ AA ရဲ့ဒါစီဦးစီးချုပ်ဘူချုပ်ထုံးရနိုင်ကိုနိုင်ကလည်းပဲဒါဘေးဘာသာဝင်တွေပဲမဆိုအားလုံးကိုသူလက်ခံတယ်အတူတူပဲဆိုတာကိုလည်းဒါရခိုင်ရဲ့ပြည်သူတွေကိုစားသူပြောဆိုခဲ့ပြီးဖြစ်တယ်ဟုတ်ပါတယ်ဆိုတော့ဒီအချိန်တွေမှာကျွန်တော်တို့ဘောနော်ဒါကျွန်တော်တို့တိုင်းရင်းသားနေပြည်တော်မှာများသောအားဖြင့်ကသူတို့တွေပေါ့နော်အမျိုးမျိုး ပုံစံအနေနဲ့ဖိနှိပ်ပြီးတော့ဒါပညာကြီးအားနေအောင်လဲဖန်တီးခဲ့ကြတာကအာနာရှင်ဒါအကြံဖတ်ဖဆစ်အုပ်စုဖြစ်တယ်ပြီးတော့လူမျိုးရေးပြပခဖြစ်အောင်ဖန်တီးခဲ့တာကလည်းပဲအာနာရှင်အုပ်စုအကြံဖတ်အဖွဲ့တွေပဲဖြစ်တယ်ပြီးတော့ကျွန်တော်တို့တိုင်းရင်သားအချင်းချင်းဒါပြန်ပြီးတော့အချင်းချင်းပြန်ပြီးတော့တပ်ဖို့ထိအောင်လဲဖန်တီးခဲ့တာတွေကလည်းပဲဒီအာနာရှင်အုပ်စုသားဖြစ်တယ်ပြီးတော့ကျွန်တော်တို့ဒါ မပုံတင်နေမှာဆိုရင်ဗျာဟုတ်ပါတော့အားလုံးလည်းဒါမြန်မာနိုင်ငံသားမပုံတင်ရရှိဘူးတဲ့သူတွေပါပဲเนาะဟုတ်ပါတယ်အပေါ်မှာအဖနာမည်ဟုတ်တယ်ဟုတ်လားအောက်မှာငွေတက်ကရဲဟုတ်ပါတယ်ပြီးတော့အောက်မှာဂျီသာသိတဲ့ဒါဘာသာကိုယ်ပွင့်သိပါလားဟုတ်တယ်ဗမာဗုဒ္ဓဟုတ်တယ်ပြီးတော့ဗမာမု슬င်ရှိပါရဲ့ဗမာဟိန်းဟုတ်လားဟုတ်ပါရှိပါတယ်ကိုချင်းဒါဒါဟာဘာကိုပြနေတာလဲဆိုရင်လက်ရှိအုံးချောင်းတော့ ချိန်နေတဲ့အုတ်ချုပ်သူဒါအတန်းစားဟာသူတို့ကိုယ်၌လူမျိုးကြီးခွဲခြားထားတယ်ဆိုတာကိုကျွန်တော်တို့မပုံတင်ကိုကြည်တာနဲ့နဲ့သိနိုင်ပါတယ်ဟုတ်ပါတယ်ခင်ဗျာဒီချိန်မှာကျွန်တော်တို့ခွဲခြားဖို့လိုလားမလိုသေးဘူးမလိုတော့ဘူးကျွန်တော်တို့နိုင်ငံအတွင်းမှာလည်းဒါပါ case ဆက်ဆက်အဲကျွန်တော်တို့တမိုင်းဒါကာလာတွေမှာလည်းပဲတယောက်ကဤဥပဒေလေးအဥပဒေထုတ်တယ် ပြီးတော့နောက်တစ်ယောက်ကတဖန်ထပ်ပြီးတော့သူတို့လိုချင်တဲ့ပုံစံလေးဖြတ်ပြောင်းတယ်ဒီလိုပဲပြောင်းလဲပြောင်းလဲရင်းနဲ့ပြည်သူစံနာမပါဘဲနဲ့လှုပ်ဆောင်ခဲ့တဲ့အလုပ်တွေဂျားရဲမှသူတို့တွေထုတ်ခဲ့တဲ့ဥပဒေဂျားရဲမှကျွန်တော်တိုင်းရင်းသားတွေဒါသွေးချောင်းစီးခဲ့ရတယ်ကျွန်တော်တိုင်းရင်းသားတွေအချင်းချင်းတွေးခွဲခဲ့ရတယ်ဟုတ်ပါတယ်ဟုတ်ပြီဒါဆိုရင်တော့ဒီကနေ့ရဲ့အဓိကခေါင်းစဉ်တင်ပြခဲ့တဲ့ Ranger ဘယ်သူလဲဘယ်သူလဲဟုတ်ကဲ့ဘင်္ဂါလီဘယ်သူလဲဆိုတော့ကျွန်တော်တို့ဒါအဓိကနေကုန်းကိုကျွန်တော်တို့မိဘပြည်သူတွေကိုဘယ်လိုမျိုးတပြချင်းဟုတ်ပါဘူးဒါတော့ကျွန်တော်ဒီရိုဟင်ဂျာဘယ်သူလဲဆိုတာဒီရိုဟင်ဂျာကျွန်တော်တိုင်းရင်သူတို့ဘယ်တော့လက်ရှိနေပြီးတော့ဘင်္ဂါလီဘယ်သူလဲရိုဟင်ဂျာဘယ်သူလဲဆိုတဲ့ဟာထဲမှာကျွန်တော်ကလူမျိုးတစ်မျိုးလို့သတ်မှတ်တော့မယ်ဆိုလို့ရှိရင်နံပါတ်1ဘာလဲဆိုရင်ယဉ်ကျေးမှုယဉ်ကျေးမှုနံပါတ်2 ဘာသာစကားနံပါတ်၃ရှင်းကြားသောနေထိုင်မှုဟုတ်ကဲ့အဲဒီတော့ဒီအရှက်လက်တွေဒါဒီဟာတွေဒီဟာတွေအများကြီးပေါ့နော်ဒီအများကြီးတော့မှအဓိကကြားတဲ့ဒီအရှက်၃ချက်ကိုပဲကျွန်တော်အရင်ပြောပြမယ်အသူတို့ကိုကျွန်တော်နိုင်ငံသားဖြစ်ခွင့်ပေးတာမပေးတာကဒါကကျွန်တော်တို့အလုပ်မဟုတ်ဘူးကျွန်တော်ပြည်သူပြည်သားအလုပ်မဟုတ်ဘူးအစိုးရအလုပ်ပြီးတော့ဒီဒီတော့နောက်ထပ်တက်လာမယ့်အစိုးရဖြစ်စေဒါမှမဟုတ်ရခိုင်ပြည်နယ်ရခိုင်အစိုးရဖြစ်စေလုပ်မရမှတာဝန်ပဲအဲ့ကျွန်တော်လူသားချင်းချင်းသိထားရပါက ာရှစ်ဒီလေးလေးမှုပဲမှန်တယ်ပြီးတော့အုတ်ပြီးဒါဆိုဒါဆိုကျတော့ယင်ချင်းမှုကြည့်ကြအောင်ယင်ချင်းမှုယင်ချင်းမှုသာခါရှာခရစ်ခါရှာဆိုတဲ့ဟာဒီရိုဟင်ဂျာမှာလဲသူသူယင်ချင်းမှုနဲ့သူရှိတယ်โอเคဒါဆိုရိုဟင်ဒီလက်ရှိနေပြီးတော့ဒီရခိုင်ပြည်တော်မှာပြီးတဲ့နေတိုင်းကျတော့မွတ်စလင်တွေမှာဘာသာစကားမရှိတော့ရှိတယ်အခုနကကျွန်တော်ပြောသလိုပဲသူတို့ရဲ့ဘာသာစကားကိုဘင်္ဂဒက်ရှ်နိုင်ငံကနားမလည်ဘူးဟင်ဘင်္ဂဒက်ရှ်နိုင်ငံကလဲသူတို့ပြောတဲ့စကားကိုနားမလည်ဘူးဆိုလိုတာကသူတို့ဒီမိမိတို့ရဲ့ ဘာသာတရားအတိုင်းပဲမိမိတို့ရဲ့ဘာသာစကားနဲ့အတိုင်းရက်တင်လာဘူးနော်အဲ့ဒါဟုတ်ပြီ data ဆိုဒီဒီစကားတွေကိုဒီလိုမတူကွေးပြတာကိုဒီအစိုးရမသိလို့သိတယ်သိတာနဲ့ဘာကြောင့်ခွဲခြားတာလဲဆိုတော့ကျွန်တော်ရခိုင်လူမျိုးနဲ့မွတ်စလင်နဲ့ပူးပေါင်းသွားမှာတောက်လို့ပူးပေါင်းသွားပြီဆိုလို့ရှိရင်လိုခဲ့တဲ့နှစ်ပေါင်းကျွန်တော်ပြောမှာနော်ဒါကျွန်တော်ပုံမလို့ပုံမလို့လည်းပြောတာလိုခဲ့တဲ့နှစ်ပေါင်း90လောက်ပါပြီရခိုင်ပြည်နယ်ပြန်ကိုကျွန်မကိုဖန်တီးခွင့်ရနိုင်တယ် Okay. မူဆလနဲ့ရခိုင်နဲ့တပူပေါင်းပြီးတော့တိုက်ခဲ့မယ်ဆိုလို့ကျွန်မကိုဖန်တီးခွင့်ရတာလိုခဲ့တဲ့နှစ်ပေါင်း90လောက်ပြောရပြေးကြတယ် ဆိုတော့ကျွန်တော်ကျွန်တော်ဒီနေ့ message ပေးချင်တာကဘာလဲဆိုတော့ကကျွန်တော်ဘာသာစကားကိုအာဘုနော်ငါနဲ့မတူငါရန်သူဆိုတော့အသိစိတ်တမ်းမျိုးမဟုတ်ပဲနဲ့အာဘုနော်ဘယ်လူမျိုးဘယ်ဘာသာကိုဖြစ်ဖြစ်ကျွန်တော်တို့အားလုံးတွေရခိုင်ပြည်ထဲမှာမိတဲ့နေထိုင်နေကြတဲ့လူတွေဖြစ်တဲ့ကြောင့်မလို့ရခိုင်လူမျိုးအဖြစ်တမ်းမှတ်ဖို့ကျွန်တော်လိုအပ်တယ်အာရခိုင်မျိုးမျိုးစုထဲမှာပါတာဖြစ်ကြတယ်ရခိုင်ပြည်နေဘွားအဖြစ်တမ်းမှတ်ပြီးတော့ကျွန်အားလုံးစီစီလုံးလုံးညီညွတ်ညွတ်နဲ့ပူးပေါင်းပြီးတော့ရခိုင်ပြည်နေလွတ်မြောက်ရေးအတွက်တိုက်ပွဲဝင်တဲ့လို့ဒါကျွန်တော်မြင်တာဘုနော်ဟုတ်ပါတယ်ဟုတ်ပါခင်ဗျဒါကျွန်တော်တို့ ဒီဖြစ်စဉ်တွေအကုန်လုံးရဲ့အဓိကသမိုင်းတည့်ရခံဘသူလဲဆိုတာတီမိုကတော့ရေးကြည့်ပါတယ်ဒီလိုမျိုးကျွန်တော်တို့တိုင်းရင်းသားတွေအလားကျွန်တော်တို့ဒါဘာသာရေးကိုယ်ခွင့်မှုတီးတီးတွေကိုဒီလိုပြပခဖြစ်အောင်ပြီးတော့ကျွန်တော်တို့အချင်းချင်းစီလုံးညီညွတ်မှုမရှိအောင်ကျွန်တော်တို့အချင်းချင်းသွေးချောင်းစီးအောင်လှုပ်ဆောင်ခဲ့တဲ့အဓိကဒါကြွေကျက်ရှိရှိနဲ့လုကင်ခဲ့တဲ့သူတွေကခိဆက်ဆက်အာနာရှင် အကျံဖတ်အုပ်စုတွေသာဖြစ်တယ် ဆိုတော့ကျွန်တော်တို့ဟာလူသားချင်းစာနာထောက်ထားဖို့အရေးကြီးပါတယ်ဟုတ်ပါပြီ။ပြီးတော့ချက်ချင်းတရားတွေကိုကျွန်တော်ပြသဖို့အရေးကြီးတယ်။ကျွန်တော်တို့လူခွင့်ရေးတွေရရှိဖို့အတွက်တိုက်ပွဲပေါ်နေတဲ့ဒီကနေ့ຫນွေဦးနဲ့အတူပေါ်ွားလာတဲ့ကျွန်တော်တို့ရဲ့တော်လန်သောတပ်ဖွဲ့ဝင်တွေရော ါတော်လန်နေတဲ့ကျွန်တော်တို့မိဘပြည်သူတွေအားလုံးဟာကျွန်တော်တို့နိုင်ငံငြင်းချမ်းနေတာတွေပျော်ရွှင်နေတာတွေဒါလွတ်လပ်စွာကိုယ်ကွယ်ခွင့်တွေပြီးတော့လွတ်လပ်စွာဒါနေထိုင်ခွင့်တွေပေါ့နော်ဒီတိုက်ပွဲဝင်နေကြတာဟုတ်ပါဘူးဆိုတော့ဒီကနေ့မှာကျွန်တော်တို့ပြောခဲ့တယ်ဒါရိုရင်းကြဘသူလဲဘင်္ဂါလီဘလူးသဲဆိုတဲ့အကြောင်းအရာတွေနဲ့ပတ်သက်ပြီးတော့ join မိဘတွေလည်းအားရနဲ့တက်မယ်လို့ညွှန်လဲပါတယ်ကျွန်တော်တို့နောင်လာလောင်သားတွေနဲ့ကျွန်တော်လက်ရှိနိုင်ငံရဲ့ဒါပြိပခတွေငင်းအေးဖို့ ပြီးတော့ပို့ပြီးတော့စီလုံးညီညွတ်မှုနဲ့ဒါပို့ပြီးတော့တော့ချစ်ချစ်ခင်ခင်ကျွန်တော်တို့အားလုံးပူပေါင်းဆောင်ရွက်နိုင်ဖို့ပဲကျွန်တော်တို့ကမျှော်လင့်ပါတယ်ဟုတ်ပါတယ်ခင်ဗျာဒီနေ့အတွက်ကျေးဇူးအထူးတင်ရှိပါတယ်ဟုတ်ကျွန်တော်ကျေးဇူးတင်ပါတယ်ခင်ဗျာ